မနေ့ကဆိုလေကျွန်တော်ဒီဖုန်းပြင်းတင်တဲ့ကနေတင်းနေစင်းလည်းမဲ့ကျွန်တော်တော်ယူတယ်ကျွန်တော်ဗီဒီယိုလေးမတင်ဆက်လိုက်ဘူးအကြောင်းကတော့ဗျာတတိနဲ့တူတူမရှိတဲ့အတွက်ကျွန်တော်တတိမတင်ဖြတ်လိုက်တာဆိုတော့ဒီကနေ့မှာတော့ဒီကစားသမားတယောက်နဲ့ပြသက်ပြီးတော့ထွက်လာတဲ့ကျွန်တော်တတိနေပေါ့ဗျာအပြောင်းရှင်းတတိတော့မဟုတ်ဘူးကျွန်တော်ဒီကစားသမားတွေဘလို့အချင်းနေရှိလေအဲဘသူတွေကဘာပြောသလဲဆိုတာချင်းချင်းမှာကျွန်တော်ဆွေးနွေးကြည့်အောင် အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ဆိုတော့ပထမအောင်စုကျွန်တော်အိုနာနဲ့နဲ့ပြသက်ပြီးတော့ပြောကြည့်အောင်ဒါကတော့ကျွန်တော် ESPN ရောဒွန်ဆန်ကနေပို့လို့လာတာပေါ့ဗျာမန်ချက်စတာယူနိုက်တက်ရဲ့ဂိုဒမားအန်တွေအိုနာနာကအသေးနေပြအမွေကသူ့ကိုမလိုအပ်တော့ဘူးလို့မပြောမရှင်းအသင်းကနေထွက်ခွာဖို့အစီအစဉ်မရှိဘူးပြီးလို့ချင်းယူနိုက်တက်အသင်းမှာပဲဆက်နေပြီးတော့ပွဲစဉ်တွေကိုကစားပေးခြင်းကြောင့်သူပြောထားတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒီဂိုဒမားကို အတင်းကနေထုတ်ခေါ်ခွင့်ပြုလို့ရှိနေတယ်ဒါပေမဲ့လို့ထိရောက်တဲ့ပုံစံတွေကျွန်တော်မတွေ့ရဘူးကျွန်တော်ချီးဗီဒီယိုတွေမှာပြောသလိုပဲကစားသမားအပြောင်းလေးလုပ်ဖို့နေရာမှာအန်ဒရီအိုနာနာရဲ့အပြောင်းရွှေ့ကအဲ့လောက်ထိအလင်းစလိုဖြစ်မနေဘူးတခြားသောကျွန်တော်တို့ဒီကိုတင်းကထုတ်ခေါ်မိကစားသမားတွေရောတခြားအင်းတွေကဝင်မိကစားသမားတွေရောအဲ့ဒါကိုပဲအာရုံစိုက်နေတာချင်းချင်းပြောလို့ချင်းတိုက်စစ်နောက်တဲ့ကွင်းလေအဲ့လိုမျိုးတွေကိုကျွန်တော်ပြပြပြောင်းလေးလုပ်နေတာ ဒါပေမဲ့လို့ NWA ဥနာနာကိုလည်းအသေးဖက်ကရောင်းချရှင်နေတာခက်တာကထိရောက်တဲ့ပုံစံမျိုးကျွန်တော်တို့မတွေ့ရဘူးဆိုကြပါစို့ကျွန်တော်တို့မာကရစ်ဘူတို့အန်တိုနီဆန်တိုတို့ဂျီဒီဆန်ချိုတို့အဲ့လိုကစားသမားတွေကိုရောင်းချမယ်ပုံစံလုပ်နေတာနဲ့ NWA ဥနာနာကိုရောင်းချမယ်ပုံစံကမတူဘူးတဘောကားပေါ့ဗျာ NWA ဥနာနာအနေနဲ့အသင်းမှာဆက်နေမယ်ဆိုရင်နေမယ်အသင်းကအဲ့လိုထိပရက်ရှာပေးပြီးတော့ဖိအားမပေးဘူးဆိုတော့ အခုကျွန်တော် ESP ရောတော်ဆန်ကနေပို့အနေထားမှာဆိုတော့ဒါကနေပြနဲ့တက်ဆိုင်သွားပြီ။အဲ market ratio တို့ကိုပြောတို့လို့မင်းအတင်းသေးတဲ့ဘာတွေရှာတော့မင်းအတင်းပြောင်းဖို့လိုအပ်နေပြီ။အဲ့လိုမျိုးပြောမှအဆင်ပြေမှာ။အခု Andre Onana အနေနဲ့ Manchester United ရဲ့အတင်းမှာဆက်ပြီးတော့နေဖို့ပုံစံပေါက်နေတာ။အတင်းဘက်ကရောတင်းတောင်ဝင်ရှိသူတွေကဘာ pressure မှအဲ့လိုထိထိရမပေးဘူးဆိုရင်နောက်ထပ်တရားတင်ရသည့်အတင်းမှာကျွန်တော်မြင်တွေ့ရဖို့ရှိနေတယ်။အခုလေးကျွန်တော် ူးကိုနေပြကမထုံမရှင်းနေပြကမလိုအဲ့တော့ဘူးလို့မပြောမရှင်းအသေးမှပဲဆက်နေပြီဆိုတော့နေပြရဲ့အခက်ငယ်တာဖြစ်သွားပြီနေပြကမင်းအတင်းကနေထွက်တော့မင်းကမလိုအဲ့တော့ဘူးအဲ့လိုမျိုးပြောမှဒီကောင်ကထွက်မလားမသိဘူးဒါတော့မှမတည်ရဘူးဆိုတော့ anyway အိုနာနာအနေနဲ့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်ကိုတရေတွေနေထုတ်တယ်လို့နေထုတ်ရမလားမသိဘူးဟိုဘယ်လိုပြောရမလဲတရေနေနေခါတာတွေပေါ့ဗျာ အဲ့လိုမျိုးကာတာအနေနဲ့ရွက်ပြီးတော့ဒီကောင်ကိုအတင်းကနေတန်ဖုံးတီးပြီးတော့မောင်းထောက်ရမှလားမသိဘူးစာသမောက်တစ်စနေကျွန်တော်တို့မန်ချက်စတာကိုလည်းအတင်းနေနဲ့တရားဒီနေရာဒီဖြစ်သေးပလိုက်ပြီဘာမှအတင်းကိုကောင်းကျိုးမပြုတဲ့ဂိုးသမားဒါချင်းချင်းပြောတာနော်လက်ရှိကျွန်တော်တို့မန်ချက်စတာကိုလည်းအတင်းနေအက်စတန်ဗီလာအတင်းရဲ့မာတင်နဲ့ကိုကျွန်တော်တို့ကဲလဲမှုတယ်ပြီးလို့ချင်းပြင်ဆင်မှုပိုင်းတွေလုပ်နေတယ်ထိရောက်တဲ့ပုံစံကျွန်တော်တို့မတွေ့ရဘူးဆိုတော့အသင်းဘက်ကပြတ်သားဖို့လိုနေသလိုနေပြကလည်း ီကောင်းကိုတည်တည်ကြာပြောမှကိုရတော့မှာကျွန်တော်အသင်ဘက်ကပေါ့ဗျာချစ်ဆက်ပြီးတော့ဒီကောင်းနဲ့လုံးဝကိုအဆင်မပြေဘူးအခုလေးပဲဂျူနက်တဲကဖီးယားမပေးသေးရေကတော့ဒီကောင်းကထွက်မှာမဟုတ်ဘူးအာအသင်ဘက်ကဖီးယားပေးမယ်နေပြားကလည်းမင်းအသင်မှာမလွှဲတဲ့ဘူးအသင်နဲ့လည်းဘာမှအချင်းနေမကောင်းဘူးဆိုရင်တော့ထွက်ခေါ်ဖို့အဲ့လိုမျိုးရှိမှာဆိုတော့စာသမားတွေကျွန်တော်အသင်ဘက်ကတော့ဒီနေရာဒီဈေးကွက်3လကာလာတိုးတဲ့မှာအဲဂိုးသမားလေးပြောင်းလေးဖို့လိုတယ်လက်ရှိကျွန်တော်ဂိုးသမားအရင်ရောက်တဲ့မှာဆိုရင် တကောင်ကကျွန်တော်အတင်းကလေလုံးဝထွက်မယ်နောက်တစ်ကောင်ကကျွန်တော်တတန်တိုးတာတွေအိုနာနာကလည်းကျွန်တော်အတင်းနဲ့အစင်မပြေတော့ဘူးအချိန်တွေမှာရှိနေတဲ့အတွက်ရှစ်ဆက်ဒီကောင်ကိုကျွန်တော်သုံးပြုလို့မရတော့ဘူးတင်းကနေထုတ်ပေးဖို့ကျွန်တော်စဉ်းစားရတော့မှာနေပြားကလည်းပြပြတတပြောရမယ်အသေးဖက်ကလည်း pressure ဖိရတဲ့တအားကိုပေးရမှာဒါမှပြဒီကောင်ကထွက်ဖို့ကိန်းဖြစ်နေတာဆိုတော့ဒါကတော့ကျွန်တော် ESPN ရောရောဆန်ကနေအိုနာနာနဲ့ပတ်သက်ပြီးတော့ထွက်လာတဲ့သတင်းပေါ့ဗျာအန်ဒရီအိုနာနာအနေနဲ့သူ့ကိုနေပြားက မလိုအပ်တော့ဘူးမပြောမရှိအတင်းကလည်းမထွက်ဘူးဆိုပြီးတော့အစင်းစင်းမရှိဘူးဆိုပြီးတော့သူပြောထားတဲ့အနေအထားတစ်ခုပေါ့ဆက်ပြီးတော့ကျွန်တော်တို့ market ratio နဲ့ပတ်သက်ပြီးတော့ပြောကြည့်အောင်ဒီနေရာမှာကျွန်တော်တို့ ratio ကိုကျွန်တော် add on မိတယ်ဘာဖြစ်လို့လဲဆိုတော့တကယ့်ကိုသူရဲ့အစင်းတန်ကတအားကိုနင်းကြသွားပြီဒီလိုမျိုးဖြေတဲ့အနေအထားတွေက Spain U channel နဲ့ပေါ့ဗျာမာဘီမို့မှာတွဲဆုံနေတဲ့အနေအထားတစ်ခုမှာသူပြောရတာသူကဘာပြောသားတလေဆိုရင်ကျွန်တော်အနေနဲ့ NRI ကိုဘယ်လောက်ထိသဘောကျကြောင်း ကျွန်တော်ရဲ့ကစားပုံက energy နဲ့ဆင်းနေတခါတခါကျွန်တော်ကိုကျွန်တော် energy တောင်ထင်မိနေဆိုပြီးတော့သူဖြေထားတယ်ဆိုတော့အခုကစားသမားတွေကလည်းဂျီရင်ဆယ်ဂျူလေးအဲ့လိုမျိုးပြောတာပဲရှယ်စီမာတို့ကဘလို့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာဘေးကစားသမားကိုကြိုက်တယ်ပြီးလို့ချင်းအတင်းကဘာဖြစ်တယ်အဲ့လိုမျိုးပြောတယ်အခုလေး rich boy အနေနဲ့ဒီလိုမျိုးပြောလိုက်တဲ့အနေဒါတို့ကမှစင် Manchester United နဲ့ပြည်သက်တွေကိုရောသူဆယ်ပြကစားသမားတွေ United မှာရိုက်တဲ့မကုန်ဘူး အရင်ကဆိုပြောပါတယ်ငါတို့ဝီရူနီရဲ့စင်ချင်ကိုလိုက်မိဖို့လိုတယ်ရူနီကို လေးစားတယ်ပြောတာပဲအခုမှဘာဖြစ်သွားတာလဲအာဆင်နယ်ကနေဝင်ကစားသမားအန်နရီနဲ့တူတယ်အာအန်နရီကိုသဘောကျတယ်အန်နရီကသူ့ရဲ့စံပြပုတ်ကိုမိမာတွေရှောက်ပြောနေတာလေဆိုတော့ဒီကောင်ကသူ့ရဲ့အဆစ်နဲ့ဘလောက်မှမရှိတော့ဘူးအခုကျွန်တော်ဒီဘာစီလိုနာကိုပြောင်းဖို့အတွက်ကိုတော့သူကလာစာချိုးယူပြီးတော့နော်ဆန်တာပြင်းပြနေတယ် ဒါတော့သူရဲ့တမိုင်းပေါ့ဗျာမိအမေလာစားချုပ်ယူမကောက်လို့အလကားပဲကစားစားအလကားပဲကင်ကင်ဒါသူတမိုင်းဒါပေမဲ့လို့မန်ချစ်စတာယူနိုက်တက်အသင်းကနေမထွက်သေးဘူးအသင်းကိုပုံကယ်တဲ့စကားတွေဟုတ်တယ်မလားရူနီနိုဘာရိုနဲ့ဆိုရင်ဒီကောင်ကကစားခေဘူးတဲ့ပလေယာအသက်28နှစ်ဖြစ်နေပြီခုကိုအသင်းကကစားသမားဟောင်းတွေနဲ့နိုင်ပြီးတော့ပြောမြေစား တခြားသောအသင်ကကစားသမားတွေနဲ့ပြောတော့မင်းပရိသတ်တွေကမင်းဘောဖြစ်ပြီဗောအသင်ကနေတော့မထွက်သေးဘူးဆိုတော့ဒီအချက်တွေကဒီကောင်းရဲ့ခြင်းစရဲ့လက္ခဏာကိုပြလာပြီကျေတယ်ဆင်ကျလို့မျိုးဗောဒါကြောင့်နေရာဒီအပြောင်းရွှေ့မှာဒီကောင်းဘောဘာစီကလည်းမခေါ်ဘူးကျန်တဲ့အသင်တွေကလည်းမခေါ်ဘူးဆိုရင်အသင်မှာနောက်ထပ်ဆက်နေဖို့အချိန်ရှိနေတယ်သူဘယ်လောက်ပဲဘာစီလွန်တော်ကိုပြောင်းရှင်ရင်ပြပြောပြောဘာစီကခေါ်မှရမှာဘယ်လောက်ပဲမရမယ့်လောက်ခလာစားချော့ယူမချော့ယူ ဒါကပေါ့ဗျာတကယ့်ကိုကျွန်တော်အံ့ဩမိနေသေးလား Rashbo အနေနဲ့ဒီလူမျိုးပြောတဲ့အနေအထားအရဆိုရင်တကယ့်ကိုမလွယ်ဘူးမေမာရဲကစားသမားတယောက်အနေနဲ့လူပုဂ္ဂိုလ်တယောက်အနေနဲ့ကိုသဘောကျတဲ့လူကိုပြောပိုင်ခွင့်တော့ရှိနေဒါပေမဲ့အရင်ကပြောတဲ့စကားတွေအခုပြောတဲ့စကားတွေအခုဖြေတဲ့အနေအထားတွေအဲ့ကိုချက်ဖို့ကောင်းနေသေးလားအန်ရီနဲ့တူကြောင်းအန်ရီနဲ့ကစားပုံဟာဖြစ်ကြောင်းအန်ယူဘလောက်ဒီသဘောကြကြောင်းတခါတခါကိုယ့်အန်ရီလို့တော့ထင်မြင်ကြောင်း အဲ energy ကိုလေးစားမိအာမပြောတာစုံပါလေကွာဆိုတော့ဒီကောင်းကိုအတင်းကရောင်းချဖို့အတွက်လုံးဝကိုစဉ်းစားနေတာဒါပေမဲ့လို့တကယ်လို့ပေါ့ဗျာတခြားသောအတင်းကမခေါ်ဘူးဆိုရင်လစ်ချင်ကအစီအစဉ်တောင်ပေးစီဖို့ကျွန်တော်တို့ခွင့်မပြုသေးဘူးအခုလက်ရှိစပိန်မှာသူလစ်ချင်ကတွေဆင်းနေတယ်ယူနိုက်တက်အတင်းနဲ့နောက်အနာဂတ်မှာဘယ်လိုမှမဖြစ်နိုင်တဲ့ပလေယာတစ်ယောက်ဖြစ်တယ် မာဂရက်ဘူဂျီဒန်ဆန်ချိုအန်တိုနီဆန်တိုမာလာစီယာအဲ့လို၄ရောက်သေးမှဆိုရင်အပြီးသေးရောက်ချောက်ကွင်းပါတဲ့ကစားသမားတွေရှိတယ်တူတော်လေးဂျီဒန်ဆန်ချိုအနေနဲ့ရှက်စီကနေကျွန်တော်ကြော်ချင်း၅သန်းပဲရတယ်မက်ဆောင်နေတဲ့အသင်းကိုရောက်ပြီးတခြားသောအသင်းတွေကစိတ်ဝင်စားတယ်ဆိုပေမဲ့လို့လုံးဝတရင်ဝင်ထိရောက်တဲ့ပုံစံတွေကျွန်တော်မတွေ့ရဘူးအခုလေးပဲမာဂရက်ဘူအနေနဲ့ဘာစီလိုနာကိုပြောင်းရွှေ့ရှင်လို့သူရဲ့လောက်ခလာဆောင်ရှိုးယူတယ် တကယ်တမ်းကျွန်တော်တို့ဘာစီလိုနာကအမေရိကန်ကဲလဲမှုချီလားတေဝေကျွန်တော်တို့ပြောင်းရွှေ့မှုနဲ့မက်ရှီဆောင်နဲ့တဲ့အတင်းနဲ့ညီနိုင်မှုချီလားမချီဘူးဒါပေမဲ့လို့ကစားသမားအနေနဲ့ဗရဲမတာစကားတွေပြောလာပြီဒါတွေကတကယ်ကိုစက်တည်ရေးတုံးနေဖြည့်တဲ့ပုံစံတွေပေါ့ဗျာကျွန်တော်ကတော့အဲ့လိုယူဆတယ်ဆိုတော့စာသမားတို့ရဲ့ညီကိုတို့အနေနဲ့ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ဘလို့ချိန်မြချက်ရှိလဲ အထူးသဖြင့်အန်ဒရီအိုနာနာအိုနာနာအနေနဲ့ယူနိုက်တက်နေပြအမ်မွန်ရင်ကသူ့ကိုမလိုအပ်တဘူးမပြောမရှင်းတင်းကနေမထွက်ခေါ်ဘူးဆိုတော့ဒါနေပြရဲ့အခက်ငယ်တာဖြစ်သွားပြီနေပြကပို့ဆပ်ပစ်စပြောမှာပဲဒီကောင်ကဟိုနစီလီပီစီရောဘာညာပေါ့ဗျာတရေနေထုတ်လေးကာထာတွေရွက်ပြီးမှဒီကောင်ကတင်းကနေထွက်မလားမသိဘူးတစ်ဖက်မှာလေကျွန်တော်ဟိုတကိ့ကိုကြက်တီရေတုံးနေမားကယ်ရရှိဖို့ယူနိုက်တက်အတင်းငွေမွေးရှင်ပေါ့အင်္ဂလိပ်ကစားသမား မန်ချစ်စတာယူနိုက်တက်ရဲ့အကယ်ဒမီကနေထုတ်ပေါ်တဲ့ကစားသမားပြီးလို့ချင်းကစားသမားဟောင်းတွေနဲ့အတူတူတွေးဆခဲ့တဲ့ပလေယာကနေပြီးတော့အခု အသင်းပြောင်းမွေရေးဆိုတာနဲ့ဗျဲမရာစကားတွေပြောလာပြီးဆိုတော့ညင်ကလို့အနေနဲ့ဒီကစားသမားညောင်းနဲ့ပြတ်တဲ့ပြတ်ဘလို့ထင်မချက်ရှိလေဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလိုပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတူတယောက်ရှိတိုက်ကိုကျေးဇူးများတင်ပါတယ်နောက်ထပ်လည်းမက်ဆေ့ချ်အောင်နေတဲ့အသင်းနဲ့ပြတ်တဲ့သမားတတိယနေ့တက်လာလို့ရှိရင်ဒီဆဲဘူးချီတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို အတူတူစောင့်မျှောက်ကြည့်ကြည့်ဖို့ပဲကျွန်တော်တောင်းဆိုပါတယ် Lion Square တွေမလို့အသိ Lion Square နဲ့ notification counter လေးကိုတည်ထားပြီးတော့ United အသင်းရဲ့ပတ်သက်တဲ့များသတင်းတွေကိုအားပေးစောင့်မျှောက်ကြည့်ကြည့်ဖို့ကျွန်တော်တိုက်တွဲလိုပါတယ်အလုံးမေး Okay ပါစိတ်ချမ်းသာကိုကျဲမာပြီးအရာရာပြည့်ပြည့်စုံနိုင်ပါစေကြောင်းကျွန်တော်ကိုဝင်းဆောင်ကနေဆုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်